ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးသားမယ့်အကြောင်းအရာကတော့အထွေနိုင်ငံရဲ့အခင်းကျင်းမှာနိုင်ငံမှာရှိတဲ့အရင်းမြစ်တွေကိုဓမ္မဟာပြောင်မြောက်အသုံးချနိုင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုဒါမြောက်ပေးသားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကမ္ဘာနိုင်ငံရဲ့အခင်းကျင်းမှာဒီနိုင်ငံရဲ့ပုံရိပ်တွေတိစောက်တဲ့အခါမှာဓမ္မဒူဝီဆိုင်ရာဒါအချက်လက်တွေကအရင်ကဒါအရေးကြီးလာပြီးပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကိုတော့ပြောရမယ်ဆိုရင်နိုင်ငံပိုင်တဲ့နေမြေအခြေဝန်တွေနိုင်ငံရဲ့မဟာပြည်အောင်မြောက်ဒီနေရာတွေနိုင်ငံကပိုင်ဆိုင်တဲ့မြေမျက်နှာသွင်းပြန်အနေထားနဲ့ဒီနိုင်ငံကထွက်ရှိတဲ့ မဟာပြောင်မြောက်အရင်းမြစ်တွေဆက်သဖြင့်ဆိုတော့ဒီအရာတွေကိုဒါအသုံးပြုပြီးတော့ဒီနိုင်ငံရဲ့ကမ္ဘာနိုင်ငံရဲ့အခင်းချင်းမှာနိုင်ငံရဲ့ဒီနိုင်ငံရဲ့အတွက်မဟာပြောင်မြောက်အသုံးချပြီးတော့ဒါတိဆောက်လာကြတာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒါမဟာပြောင်မြောက်အရင်းမြစ်တွေနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုရင်ဒါဆိုရင်အရင်းမြစ်မှာဆိုလို့ရှိရင်ဒါရေနံနဲ့သဘောတန်ငွေတွေရှိမယ်ဒါနိုင်ငံဖော်ပြတဲ့ရေးအပြင်ဒါကာကွယ်ရေးလုံခြုံရေးအတွက်ဒါအဓိကကြတဲ့ဒါနည်းပညာတည်ရန်စတဲ့အရင်းမြစ်တွေမှာဆိုလို့ရှိရင်တော့ဒါမြေရှာသတ္တုတွေရှိမယ်ပြီးတော့ဒါယူရေနီယံနဲ့ဒါတန်မြေတွေရှိမယ် ပြီးရင်ဒါကိနေတွေရှိမှာပေါ့လေစသဖြင့်ဆိုတော့ဒီတရားစရတ်တွေကဒါအရေးပါတဲ့ဒါတရားစရတ်တွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီကမ္ဘာနိုင်ငံတွေအနေနဲ့ဒီသဘောဝတရားစရတ်တွေကိုဒါလူရင်နဲ့ဒါစစ်ပွဲတွေဖြစ်ခဲ့ကြသလိုဒီလက်ရှိမြန်မာနိုင်ငံရဲ့မှာလည်းဒါလက်နက်ကိုင်အများစုကဒီသဘောဝတရားစရတ်တာပိုးကြွားရတယ်ဒါဒေသတွေကိုပေါ့လေဒါထိန်းချုပ်နိုင်ရဲ့အတွက်အစင်တစိုက်ဒါကျိုးပန်းနေတာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဘာဝတရားစရတ်တွေအပေါ်မှာဒါထိန်းချုပ်နိုင်ဖို့စူးစမ်းရင်ဒါဖြစ်လာတဲ့ဒီနိုင်ငံရေးကိစ္စတွေပဋိပက္ခတွေနဲ့စစ်ပွဲတွေနေမီအငင်းပွားမှုတွေဟာဒီပထဝီနိုင်ငံရေးအဆက်ဆက်ဖြစ်တဲ့ တပထူရဲ့အကျိုးစီးပွားဒီမဟာဗျူဟာမျိုးအခြေမြစ်တွေကိုဒါအတုံးချနိုင်ဖို့စူးစမ်းရင်းဒါဖြစ်လာတဲ့အကြောင်းတရားတွေပေါ့ဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိနိုင်ငံတကာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံမှာရှိတဲ့ဒီမဟာဗျူဟာမျိုးအခြေမြစ်တွေကိုဒါအတုံးချပြီးတော့ဒီတခြားနိုင်ငံတွေအပေါ်မှာဒီနိုင်ငံရေးအရာဒါလွှမ်းမိုးနိုင်ဖို့ဒါကြိုးပမ်းလာကြတာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါဒီနေ့ဒီနိုင်ငံရဲ့အခင်းကျင်းရဲ့ great power ဖြစ်တယ်ပေါ့လေဒါ American နဲ့ဒါတရုတ်နိုင်ငံတို့ကြားကအခုသေးစစ်ပွဲတွေရဲ့အဓိကပြဿနာတစ်ခုကတော့ဒါမြေရှားတပ်တုပြဿနာပဲဖြစ်ပါတယ် ဆိုအဲ့ဒီမှာဒီတရုတ်နိုင်ငံကဒါမြေရှားတပ်တူကိုဒါဒီမဟာဗျူဟာမြောက်အဖြစ်နဲ့ပေါ့လေဒါအသုံးချနေတာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီကုန်သွယ်စစ်ပွဲမှာလည်းဒါ Trump ကိုဒါတရုတ်ကဒါမြေရှားတပ်တူဒါတင်ပို့မှုကိုဒါရက်ဆိုင်ပြစ်မယ်ဆိုပြီးတော့ဒါချင်းချောက်ခဲ့တဲ့အခါမှာဒီ Trump အနေနဲ့ပေါ့လေဒါဒီကုန်သွယ်စစ်ပွဲမှာဒီတရုတ်သွင်းကုန်ပေါ့ဒီ55ရာခိုင်နှုန်းနဲ့ဒီတရုတ်ကျောင်းသားတွေအပေါ်မှာဒါဗီဇာရုပ်သိမ်းမှုတွေကိုလည်းဒါလက်လျှော့ခဲ့ရတဲ့အထိဒါဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ် ဲ့တော့ဒီမှာဟာပြောင်းတော့အရင်မြစ်တွေရဲ့ဒါအရေးကြီးတာတွေကိုဒါသဘောပေါက်တယ်အမေရိကန်နိုင်ငံအနေနဲ့ပေါ့လေဒါမြေချတတုတွေပေါ်တယ်ဒါဒိမတ်နိုင်ငံပိုင်ဒါဂရင်းလန်ကျွန်းကိုဒါအလိုရှိတယ်ဆိုပြီးတော့ဒါထုတ်ပြောခဲ့ရတဲ့အထိဒါဖြစ်ခဲ့တာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဟာပြောင်းတော့အရင်မြစ်တွေနဲ့ပတ်သက်ရင်ဒါပထမဆုံးပြောချင်တာကတော့ဒီစွမ်းရင်လုံစာအရင်မြစ်ကဏ္ဍပဲဖြစ်ပါတယ်ဒါဒီစွမ်းရင်လုံစာအရင်မြစ်နဲ့ပေါ့လေဒါကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကအရင်ရေနံစီပေါင်းဒါ3.2ဘီလီယံနဲ့ဒါသဘောဝဓာတ်ငွေ16 trillion နီးပါးဒါပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ် ဲ့တော့ဒီစွမ်းအင်လုံစာအရင်မြစ်တွေဒါထုတ်လုပ်မှုကိုဒါကြည့်မယ်ဆိုရင်ဒါမြန်မာနိုင်ငံဟာဒါ2013ခုနှစ်မှာဒီအာရှပစိဖိတ်ဒေသအတွင်းမှာပေါ့လေဒါစွမ်းအင်တင်ပို့ရောင်းချခဲ့တယ်ဒါအဓိက9နိုင်ငံမှာဒုတိယမြောက်အများဆုံးဒါသဘာဝတန်ခွေတင်ပို့ရောင်းချတဲ့ဒါနိုင်ငံလေးဖြစ်ပါတယ်ဆိုတော့ဒါပြင်မြန်မာနိုင်ငံအတွက်ပေါ့လေဒါစွမ်းအင်ကဏ္ဍဆိုတာဒီမဟာဗျူဟာမြောက်ဒါထုတ်ကုန်လုပ်ငန်းတစ်ခုအဖြစ်နဲ့လဲဒါမှတ်ယူရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒါနိပညာဆိုင်ရာဒါတင်ရစတာအရင်မြစ်ကဏ္ဍပဲဖြစ်ပါတယ် ဆိုဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ဒါမြင်သားအောင်ဒါပြောရမယ်ဆိုလို့ရှိရင်လက်ရှိကဘာမှာပေါ့လေဒါခင်မင်းဤပညာတွေဒါတုတ်တက်နေတဲ့အလျောက်ဒါခင်မင်းဤပညာတွေဖြစ်တဲ့ဒါစမတ်ဖုန်းတွေဒါလျှက်ဆက်ကားတွေဆက်ပြင်ပေါ့လေဆိုဒါတွေကဒါလူတိုင်းတွေဒါမရှိမဖြစ်ဒါလိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ဆိုဒီပစ္စည်းတွေအတွက်ဒါမရှိမဖြစ်လိုအပ်တဲ့ဒါတတုကတော့ဒါမေရှားတတုတွေပဲဖြစ်ပါတယ် ဆိုတော့အဲ့တော့ဒီကမ္ဘာမှာဒါမြေရှားတတုကိုနောက်ထပ်လို့တင်ပို့တဲ့နိုင်ငံအများပြားဒါမရှိပေမဲ့လို့ဒါလက်ရှိမှာတော့ဒီကမ္ဘာတင်ပို့မှုအများဆုံးနိုင်ငံကတော့ဒါတရုတ်နိုင်ငံပဲဖြစ်ပါတယ်ဆိုတော့ကမ္ဘာတင်ပို့မှုရဲ့ဒါတတိယအများဆုံးနိုင်ငံကတော့ဒါမြန်မာနိုင်ငံပဲဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒါဒီမြေရှားတတုဟာဒီကမ္ဘာစီးပွားရေးနဲ့ဒါဘဒူနိုင်ငံရဲ့အရာဒါအမေရိကန်နဲ့တရုတ်တို့ရဲ့ဒါအပြည့်မှုတွေကြောင့်လည်းဒါကမ္ဘာအရေးပါဆုံးဒါမဟာပြားမြောက်တတုဒါဖြစ်လာစေခဲ့တာလည်းဖြစ်ပါတယ်မြေရှားတတုအမြောက်အများဒါထွက်ရှိတဲ့မြန်မာနိုင်ငံက ဒီအင်အားကြီးတဲ့နိုင်ငံခြားဒါပြိုင်ဆိုင်မှုတွေရဲ့ဒါအချက်ချာကြတဲ့နေရာတစ်ခုဒါဖြစ်လာနေပြီလေဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ဒါပြေရှားတတုတွေကိုဟာထုတ်လုပ်တင်ပို့ပြီးတော့ဒီကမ္ဘာနိုင်ငံရဲ့အခင်းချင်းတွေမှာဟာဒီအရင်းမြစ်တွေရဲ့ဒါမဟာပြောင်မြောက်ဒါအသုံးချနိုင်ရဲ့အတွက်ကိုလည်းဒါဆောင်ရွက်ဖို့ဒါလိုအပ်တာပဲဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီနှစ်ကမ္ဘာမှာဒီပထဝီနိုင်ငံရေးကိုဒါအသုံးပြုပြီးတော့ဒီပထဝီအကျိုးစီးပွားကိုဒါအကောင့်တွေပေါ်လာတဲ့ရည်ရွယ်ဖြစ်ပါတယ် အဲ့တော့ဒီပထဝီအကျိုးစီးပွားတွေဒါရှိလာဖို့ဒါလောက်ဆောင်ရမှာကဒါမဟာပြောင်မြောက်အရင်းမြစ်တွေကိုဒါအသုံးချပြီးတော့ဒီလောက်ဆောင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒါကျွန်တော်တို့နိုင်ငံတွေနဲ့ပေါ့လေဒါနိုင်ငံတိဆောက်ဖို့နဲ့နိုင်ငံရဲ့ပထဝီနိုင်ငံရေးဒါရည်မှန်းချက်တွေအောင်မြင်ဖို့ဆိုလို့ရှိရင်ဒါမဟာပြောင်မြောက်အရင်းမြစ်တွေရဲ့ဒါရေးပါပုံကိုဒါနားလည်သဘောပေါက်ဖို့လည်းဒါလိုအပ်ပါပြီဖြစ်ပါတယ်။ဒါကြောင့်ဒီကျွန်တော်တို့နိုင်ငံတွေနဲ့ပေါ့လေဒါနိုင်ငံဖွံ့ဖြိုးရေးအတွက်ဒါမဟာဗျူဟာမြောက်ဒါအရင်းမြစ်တွေကိုဒါအသုံးချဖို့အပြင် နိုင်ငံရဲ့ဒါနိုင်ငံပထဝီနိုင်ငံရေးဒါရီမန်ချက်တွေနဲ့ဒါကက်ကြီးတဲ့ဒါမူဝါဒတွေချက်မှတ်ပြီးတော့ဒီလောက်ဆောင်သွားဖို့တယ်ဒါလိုအပ်လိမ့်မယ်လို့ဒါကျွန်တော်နေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်